ဖြစ်နေတူတူ writing မှာအမှတ်များများရနိုင်တဲ့ complex sentence structure လေးကိုလေ့လာကြည့်ရအောင်ရှင်။ complex sentence structure သည် cover လုပ်သွားမယ့် sentence structure လေးမျိုးတွေကတစ်မျိုးဖြစ်ပါတယ်။ Okay so raw complex sentence structure ဘာလေးလဲနော် a complex sentence is a sentence with one independent clause and at least one dependent clause independent clause တခုပါမယ် dependent clause ကလည်းအနည်းဆုံးတစ်ခုပါမယ် ကဲဒါဆိုရင် independent clause တခု dependent clause တခုပါတယ် sentence မျိုးလေးကိုဒီချက်တို့ complex sentence လို့ခေါ်လိုက်တာပဲကဲဒါဆိုကိုအနေနဲ့ကတော့ independent clause ဆိုတာဘာလေးလဲ dependent clause ဆိုတာဘာလေးလဲသိဖို့လိုတယ်ဒီချက်အဲ့ဒါလေးကိုလည်းထည့်သွင်းရှင်းပြသွားပေးမယ်နောက်တစ်ခုဒီချက်တို့ complex sentence structure မှာဆိုရင်အဓိကသုံးတဲ့ conjunction ကတော့ subordinating conjunction ဖြစ်ပါတယ် subordinating conjunction တွေကတကယ်လို့ရှိမှလေးလာခဲ့တယ် coordinating conjunction တွေနဲ့မတူတာကသူတို့ကစလုံးအရေးအတွက်ပုံများတယ်ရှင်ဒါပေမဲ့ဒီနေ့ခါမှတကယ်လို့ပို့ပြီးသုံးများတဲ့စလုံးလေးတွေကတော့ all those to because to before to even though if sing until one ဒါတွေကတော့တကယ်လို့ subordinating conjunction တွေထဲမှာအသုံးလေးသုံးထားရှိတဲ့အသုံးများတဲ့စလုံးလေးတွေဖြစ်ပါတယ် ကဲဒါဆိုစပြီးတော့လေ့လာကြည့်ရအောင်ဒီမှာတစ်ချက်မှ sentence လေးတစ်ခုရှိတယ် if there are no rules ai might be used to spy on people ကဲဒါဆိုဒီထဲမှာဒီချက်ရူ subject verb အတွဲလေးနှစ်တွဲပါတယ်ကဲဒါဆိုဒီနေရာလေးမှာတွဲပေါ့နော် if there are no rules ကဲဒါဆိုဒီမှာ clause လေးတစ်ခုရှိနေတယ်ဒီနောက်ထပ် clause လေးကတော့ AI might be used to spy on people အဲ့ဒီမှာနောက်ထပ် clause လေးတခုရှိနေတယ်။ကဲဒါဆိုဒီ clause နှစ်ခုကိုတခြားလို့ခွဲကြည့်လိုက်ရအောင်နော်။ If there are no rules period လို့ချလိုက်တယ်။음စဉ်းစားကြည့်အောင် if there are no rules တော့စီးမြင်းများတာမရှိလျှင်စီးမြင်းများတာမရှိဘူးဆိုလျှင်ဆိုရသည်မြန်မာလိုလည်းတစ်ချက်တို့ဒါကို complete ဖြစ်တယ်လို့ပြောလို့မရတယ်လို့ English မှာလည်း if there are no rules period ဆိုပြီးတော့ချလိုက်လို့မရသေးဘူး။ဘာကြောင့်လဲ?သူဒီအတိတ်ပဲ complete မဖြစ်သေးဘူး။အဲ့အတွက်ကြောင့်သူတစ်ဖက်ထဲမှာယက်တီနိုင်တဲ့အတွက်ကြောင့်သူ့ကို dependent clause တစ်ဖက်ချမ်းကိုသွားပြီးတော့မှီခိုနေသေးတယ်။ dependent clause ကိုခေါ်လိုက်မယ်နော်။နောက်ထပ် clause လေးတစ်ခုတစ်ချက်တော့မှပါသေးတယ်။ AI might be used to spy on people. Oh, ဒါလေးကတော့တချို့တို့သူတယောက်ထဲရေးမယ်ဆိုရင်လည်းမှန်တယ်။တချို့နောက်ထပ်တစ်ဖက်နဲ့မဆက်တော့ဘူး။ဒီအပိုင်းလေးကိုပဲတက်တက်ရေးထားမယ်ဆိုရင်လည်းမှန်တယ်။ you you simple sentence လေးဖြစ်နိုင်တယ်။ဒီအတွက်ကြောင့်သူဒီသူ့ဟာနဲ့သူပြည့်စုံနေပြီးသားတစ်ဖက်ချမ်းကိုမိခိုးစရာမလိုတော့တဲ့ independent clause လေးဖြစ်သွားတယ်ရှင့်။ get as a dependent clause တခု independent clause တခုဆိုတာဒါလေးကိုပြောတာเนาะ။ဒီနေရာမှာတချို့တို့အသုံးပြုထားတဲ့ subordinating conjunction လေးကတော့ if ဖြစ်ပါတယ်။ ဲဒါဆိုအရေးသားလေးတစ်ချက်ကြည့်ကြည့်ရအောင်တချို့တို့သည်ဒီ dependent clause လေးကိုအရှိမထားတဲ့အခါ comma လေးကုတ်လိုက်တယ်တကယ်လို့တချို့တို့ dependent clause လေးကိုအနောက်ဘက်မှာထားတဲ့အခါမှာဆိုရင်တော့ comma သုံးစရာမလိုတော့ပါဘူးเนาะနောက်ထပ် example လေးတစ်ခုထပ်ကြည့်ရအောင်ဒီ example လေးကိုတစ်ချက်သဘောကျတယ် your brain never stop working until you stand up to speak in public ဒီမှာဆိုလဲတချို့ clause နှစ်ခုပါတယ် ကြည်ကြည်အောင် and told you stand up to speak in public ကဲဒါဆိုဒီအပိုင်းဒီမှာဆိုရင်မင်းဥမာပေါ့ public မှာထွက်ပြီးတော့စကားပြော မတက်မရက်ခင်အထိဒီအပိုင်းလေးဒီညီမလိုလည်းမပြေစုံသေးဘူးเนาะဒါတို့တချို့ဝက်ကြလို့မခေါ်သေးသလိုအနောက်မှာလည်းပုံမှန်ကြီးတန်းချလိုက်လို့မရဘူးဒါလေးရေးထားရုံနဲ့ English မှာလည်းအဲ့လိုပဲဒါဒီ complete မဖြစ်သေးတာဖြစ်လို့ dependent clause လား independent clause လားရှင် Yes dependent clause ဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်းလေးတချို့ပါတယ် Your brain never stop working အဲ့ဒါဆိုဒါလေးရတော့ independent clause ဖြစ်ပါတယ်ဒါဆိုဒီထဲမှာလဲ dependent clause တခု independent clause တခုဒီအရှိလေးရဲ့အဲနောက်ဘက်က dependent clause လေးရဲ့ဒီနေရာမှာသုံးထားတဲ့ conjunction လေးရတော့ until ဆိုရဲစကားလုံးလေးကိုသုံးထားရရှင်ဒီမှာဆိုတချို့တို့ dependent clause ကို second place ဒုတိယမြောက်နေရာမှာထားလို့ comma လေးမသုံးဘူးတကယ်လို့သာ until နဲ့ပတ်သက်တဲ့ dependent clause ကိုအရှိထုတ်လိုက်ရင် comma လေးကုတ်ရမှာဖြစ်တယ်။ Okay ဒါလေးမြင်သားမယ်နော်။ဒီခေါက်ကတော့ကိုယ်တိုင်းရွေးကြည့်ရအောင်ပါ။ robots are becoming more popular because they can work faster and don't get tired အော်ဒါဆိုဒီချိုဒီနေရာမှာ dependent clause ကဘယ်ဟာလေးလဲ independent clause ကဘယ်ဟာလေးလဲခွဲကြည့်ရအောင်မှာပထမအရင်ဆုံးမြင်ရတဲ့ဒီဟာလေး robots are becoming more popular အဲ့ဒါလေးက yes independent clause ဖြစ်တယ်ဒါဆိုဒီချအတူက ic လို့ရေးလိုက်မယ်နော်ဒါဆိုနောက်က because ရဲ့နောက်ဖက်လေးမှာပါတယ် because they can work faster and don't get tired ဒီပိုင်းလေးရကြတော့ yes သူတယောက်တည်းနဲ့အတိတ်ပဲ complete မဖြစ်နိုင်တဲ့အတွက်ကြောင့်သူ့ကို dependent clause လို့ခေါ်ရရှင်ပြီးတော့ဒီမှာသုံးထားတဲ့ conjunction လေးဒီ because ဆိုရဲ subordinating conjunction လေးကိုသုံးထားတာဖြစ်တယ်เนาะဒါဆို dependent clause တစ်ခုပါတယ် independent clause တစ်ခုပါတယ် subordinating conjunction လေးနဲ့အတိတ်ပဲရှိအောင်ဆက်ထားရဲဆိုတော့ဒီလိုမျိုး sentence ကို complex sentence လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒုတိယမြောက် sentence မှာလည်းဘယ်နေရာလေးဟာ subordinating conjunction လဲရှင် yes very good one လေးဖြစ်ပါတယ်ကဲဒါဆိုရင် independent clause လေးอ่ะအရှိရာအဖြစ်ကလေးဖြစ်ပါတယ် robots can understand one human speech well okay ကဲဒါလေးကတော့တချို့လို့ရဲ independent clause လေးဖြစ်တယ်ဒါဆို one ရဲ့နောက်ဘက်မှာပါတယ် ai technology improved ဒါလေးကတော့ yes ဒီအပိုင်းလေးကိုတော့တချို့လို့ခေါ်လိုက်မယ် dependent clause ဖြစ်ပါတယ်ဒါဆို complex sentence ရေးရတာလုံးဝမခက်ပါဘူးရှင်ဟိုဒီ subject verb နဲ့ ပတ်သက်တဲ့ sentence မျိုး clause ကိုသာဖန်တီးနိုင်မယ် subordinate conjunction နဲ့ပတ်သက်တာကိုလည်းနားလည်မယ်ဆိုရင်ဒါလေးကိုဆက်သွယ်လိုက်ရုံနဲ့ဒါဆိုပုံမှန်ရိုးရိုး simple sentence တွေပဲရေးမယ်အစားအနောက်ဘက်ကနေ subordinate conjunction လေးတစ်ခုလောက်ကိုနည်းနည်းထပ်ဖြည့်ဆွတ်ပြီးတော့အနောက်မှာလိုအပ်တဲ့ clause တစ်ခုသာ dependent clause တစ်ခုသာထပ်ပြီးတော့လိုက်လိုက်မယ်ဆိုလို့ရှိရင်ရိုးရိုး simple sentence ကနေပြီးတော့အမှတ်ပုံရနိုင်တဲ့ complex sentence structure ကိုပြောင်းသွားမှာဖြစ်တယ်ဒီအတွက်ကြောင့်တော့တချို့ ဒါ subordinating conjunction ကိုတော့ကောင်းကောင်းနားလေဖို့လိုပါတယ်เนาะဒါဆိုဒီချက် subordinating conjunction နဲ့ပတ်သက်ပြီးတော့လည်း video file လေးတစ်ခုထပ်ပြီးတော့လုပ်ပေးပါအောင်မယ်เนาะဒါကတော့ဒီချက်တို့လေ့လာခဲ့ရတာ complex sentence structure အကြောင်းဖြစ်ပါတယ်ရှင်